ါဆက်လက်ပြီးတော့ပြည်သက်များအောင်နောက်ထပ်နိုင်ငံတကာအားစားသတင်းကြောင့်တခုကိုတင်ဆက်ပေးကြပါမယ်။နောက်ထပ်နိုင်ငံတကာအားစားသတင်းအနေနဲ့ကတော့ကပတ်ချမ်းစာဒီချမ်းသာဆုံးပေါ့နော်ကလပ်အသင်းဖြစ်လာဖို့နှိမ့်ဆက်နေတဲ့မန်ယူအသင်းရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါ။ ဒီအင်္ဂလန်ပရီးမီယားလိဂ်ကလပ်ဖြစ်တဲ့ Manchester United အသင်းကတော့လက်ရှိဒီကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes Magazine ရဲ့ဒါသတ်မှတ်မှုရဆိုလို့ရှိရင်တော့ဒါကမ္ဘာအချမ်းသာဆုံးသောကလပ်အသင်းဖြစ်ဒါယက်တည်နေပေမဲ့လည်းဒါလာမယ့်နောက်နှစ်မှာဆိုလို့ရှိရင်တော့ကမ္ဘာအချမ်းသာဆုံးကလပ်ဖြစ်ဖို့အတွက်ဒါအခွင့်အရေးရှိနေရဆိုပြီးတော့လည်းသိရပါတယ်။ Man United အသင်းကတော့အခုလက်ရှိချိန်မှာဆိုရင်ပေါင်2.3ဘီလီယံတော့ဒါဝယ်ကျွဲဝနေပြီးတော့လာမယ့်နှစ်မှာဆိုလို့ရှိရင်လည်းဒါစံချိန်တင် sponsor ကြီးပြီးတော့ န်ချင်းချင်းရုတ်တံဝင်ငွေရရှိပြီးတော့ကမ္ဘာအချမ်းသာဆုံးသောကလပ်အသင်းဖြစ်ရက်တီဖို့လည်းရည်မှန်းထားတာဖြစ်ပါတယ်။ Adidas ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုထားတဲ့ sponsor စာချုပ်ကဆိုလို့ရှိရင်တော့တစ်နှစ်ကိုပေါင်း85သန်းရရှိမှာဖြစ်တဲ့အပြင်အောင်မြင်မှုရရှိမှုအလိုက်ပေါ့နော်ဒါစုချင်းငွေလည်းရရှိမှာဖြစ်တဲ့အတွက်ဝင်ငွေကတော့တန်ပေါင်း900ကျော်ရရှိမယ်ဆိုပြီးတော့လည်းခန့်မှန်းထားကြပါတယ်။ကြာပြင်ဒီ2016-2019ဖော်လုံးရသည်မှာဆိုရင်လည်းစံချိန်တင်ဒါရုတ်တံစာချုပ်ဒါစတင်တက်ဝင် င်မှာဖြစ်တဲ့အတွက်ကြောင့်ရုပ်တံဝင်ငွေတွေကနေလည်းအ ਨੇ ဆုံးပေါင်ဒီနေ့ကတော့တန်း150လောက်ရရှိသွားမှလည်းဖြစ်ပါတယ်။မယူတင်ကတော့အတင်းနဲ့အကျိုးတူတာပူပေါင်းထားတဲ့ကုမ္ပဏီတွေကနေစပွန်ဆာချေးတွေရရှိမှာဖြစ်တယ်လို့အောင်မြင်မှုရရှိရဲ့အလိုက်လဲထားဝင်ငွေတွေတိုးတက်လာမှလည်းဖြစ်ပါတယ်။ဒါကြောင့်အခုလက်ရှိ Forbes Magazine ကထုတ်ပြန်ထားတဲ့အချမ်းသာဆုံးသောကလပ်အသင်းဖြစ်ကိုတော့ Real Madrid အသင်းကရည်တည်နေပြီးတော့ပေါင်2.1ဘီလီယံဒါကျွဲဝချမ်းသာတယ်လို့သိရပါတယ်။ဒါကတော့လာမယ့်နှစ်တွေမှာ 大家好，我是大众热点评论博主倪胜利，每月说的精彩故事，别看。